အားလုံးပဲမင်္ဂလာပါရှင်ရန်နာမထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ let message from your person ပေါ့နော်တင်းရဲ့တဖက်လူကတင်းကိုပေးခြင်းနဲ့ let message လေးတွေအကြောင်းကိုဒီနေ့မှ collective reading လေးတစ်ခုလောက်တာပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ပေါ့ပေါ့ပါပါပဲ let collective let reading လေးပေါ့နော်အဲ့တော့ဒီနေ့ reading ထဲမှာဘလို့ကြားရမျိုးလေးလဲဆိုတော့တင်းတဖက်လူဒီတင်းတဖက်လူဆိုတာတင်းနဲ့အခြေအနေတစ်ခုပေါ့နော် saturation relationship တကူရှိခဲ့တဲ့သူအာပြီးတော့တင်နေချစ်ခဲ့တဲ့သူပြီးတော့မှဝေးသွားတဲ့သူမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ပိုပြီးတော့ energy ကိုင်းနေမှုရှိမယ်အဲ့တော့တင်နေဝေးသွားနေတဲ့လူတင်နေတစ်ချိန်ကချစ်ခဲ့ဘူးတဲ့သူကတင်ကို land message နေတယ်ဘာလေးတွေပြီးထားလဲဘာလေးတွေပြောချင်လဲပေါ့နော်အဲ့ဒါဒီနေ့ reading ထဲမှာကျွန်မအာဖတ်သွားပေးပြင်ပေါ့နော်အာတတိုင်းစစိုင်းကျွန်မဒီနေ့မှာဒီ collective reading လေးကိုလုပ်ဖို့အာစဉ်းစားနေတဲ့အချိန်မှာပဲကျွန်မရဲ့ဒီမှာ channel ကပေါ့နော်တန်လေး kiss me ပေါ့နော် kiss me ပန်းလေးတွေကိုပါအာထည့်ပြီးရိုက်ခြင်းနဲ့စိတ်ပေါ်လာတဲ့အတွက်ခူးပြီးထည့်လိုက်တယ်အဲ့တော့ဒီပန်းလေးတွေရဲ့အာ energy ကိုလည်းယူရမယ်ဆိုရင်တော့ဒါကတော့ kiss me quiz ဆိုတော့အာငါ့ကိုနမ်းပါပေါ့နော်ဒီပန်းလေးရဲ့အထည့်ပေးဟာအဲ့တော့သင်တို့လေးတွေတစ်ဖက်လူကအာသင်တဲ့သူကြားကအနန်းတွေကိုတတိယနေတာမျိုးလားဒါမှမဟုတ်လို့ရှင်သင်စီကအနန်းတွေကိုလိုချင်နေတာမျိုးလားတခုခုပေါ့နော်အဲ့လိုမျိုးလေးကိုကျွန်မလက် message နေနဲ့အရင်ဆုံးတွေ့တယ်အဲ့တော့တခြားအချက်လေးတွေနဲ့သူဘာလေးတွေပြောသွားလဲဆိုတာအာကျွန်မတို့တူတူကြည့်ကြမယ်ပေါ့ ါ့နော်ပြီးတော့တာရော့ကတ်ကလေးတွေနဲ့လည်းကျွန်မဆက်ပြီးကြည့်မယ်အရင်ဆုံးတော့တာရော့ကတ်ကလေးတွေတကတ်ပေါ့နော်အရင်ဆုံးဆွဲထားတယ်ချလာတဲ့ကတ်ကတော့ကင်နော့ဆော့ ဲ့တော့တင်းရတစ်ဖက်လူပေါ့နော်တင်းတစ်ဖက်လူနော်တင်းတစ်ဖက်လူဟာလေဘယ်လိုပြောမလဲသူကလေလုံးဆရာရှိရတဲ့အတွက်ဆုံးဖြတ်ချက်ချပြီးတော့ပေါ့နော်တင်းအနာကနေထွက်ခွာလာပါတယ်တဲ့နော်အဲ့ဒါလေးကိုတော့အရင်ဆုံးတစ်ချက်အနေနဲ့သူပြောထားတယ်သူလုံးဝမဲ့အလုပ်တွေအတွက်ကိုသူ ဆုံးဖြတ်ချက်လုံးဝချပြီးတော့တက်နာလှည့်ထွက်ခဲ့ရတာမျိုးဒါမှမဟုတ်လို့ရှင်သူ့ရဲ့ဒီအောင်မြင်ရေးတိုးတက်ရေးနော်အဲ့အတွက်ချောင်းနေမှုတင်တဲ့သူလမ်းခွဲခဲ့ရတာမျိုးအဲ့တော့သူကအခုလက်ရှိမှာဘလို့ဖြစ်နေလဲဆိုတော့လေသူလိုချင်တဲ့အနေထားတွေကိုရနေပြီသူအဆင်ပြေနေပြီဒါပေမဲ့လေအသူချစ်တဲ့တင်ကတော့အနာမှမရှိဘူးပေါ့နော်ဒါကြောင့်မို့ဒီကေရွန်ဆော့လေးဟာအတရဖူလေးစောင်းလာတဲ့အောင်မြင်မှုတွေရှိရဲရဲရင်နဲ့ဆိုပေမဲ့လည်းသူကဘာလဲဆိုတော့နာကျင်နေတဲ့ပုံစံ အနှဲငယ်ပေါ့နော် စိတ်ထဲမှာဝမ်းနေမှုတွေရှိတယ်ဒီဝမ်းနေမှုကလည်းဘယ်ကလာလဲဆိုလို့ရှိရင်သင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆီကနေလာတယ်ပေါ့နော်ကျွန်မအားမျိုးလေးခံစားရတယ်ကဲအဲ့ဒါဆိုဆက်ကြည့်မယ်အာအရင်ဆုံးပေါ့နော်ကျမ shuffle လုပ်ပြီးတော့ဆွဲထားတဲ့ကတ်လေးတွေအတိုင်းပဲအစင်တိုင်းလေးတောင်းလိုက်မယ်နော် တင်လို့လေးတွေရဲ့တစ်ဖက်လို့ပေါ့နော်ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေရဲ့တစ်ဖက်လို့အာဒီလူကလေသူကိုယ်တိုင်အတွက်နော်သူကိုယ်တိုင်အတွက်သူ့မှာရှိနေတဲ့အလုတ်ကိုင်းပဲဖြစ်စေနော်ငွေကြီးတွေအတွက်ပဲဖြစ်စေအမ်သူဘယ်လိုပြောရမလဲနော်သူ့မှာဖြစ်နေတဲ့အဆင်မပြေမှုတွေကိုသူကိုယ်တိုင်ယုံကန့်နေရတယ်ပေါ့နော်အခုနေ့အချိန်ကမှသူကိုယ်တိုင်ယုံကန့်နေရတယ်ဥမာအလုတ်လုံးနေတဲ့သူတွေဆိုလို့ရှိရင်လည်းအခုလက်ရှိလုံးမှာအဆင်မပြေတဲ့အတွက်နောက်လုတ်တစ်ခုကိုသူပြောင်းနေရတာမျိုး เนาะအဲတချို့ကြတော့လေဒီလုံခွင်တွင်တွင်မှာပဲပေါ့เนาะအပြောင်းလဲလေးတွေရှိတယ်သူ့မှာအခက်ခဲတွေရှိတယ်ပေါ့เนาะအဲ့ဒါမျိုးအဲတချို့ကြတော့လေရေစားမြေစားဟောပါထပ်ပြီးတော့သွားရတာမျိုးလေးတွေနော်အရင်တော့ကတော့တင်တဲ့သူနဲ့ကဝေးกว่าတယ်ဆိုဆိုပေမဲ့လည်းတမြို့တယ်တနေတယ်မှာပေါ့နော်အဲ့ဒါမျိုးပုံစံအခုချိန်မှာတော့တင်တဲ့ဝေးရာနော်တင်တဲ့ဝေးရာကသူသွားနေရတယ်အလုံးတလုံးနေရတယ်ပေါ့နော်ကျွန်မအဲ့ဒါမျိုးလေးတွေ့တယ်အာဒီဘလောင်းထီတော်ဝေးလဲဆိုလို့ရှင်လေချောင်းခရီးနဲ့သွားရတယ်လို့မျိုးပေါ့နော်အဲ့ဒါမျိုးထိပါဝေးနိုင်တယ် ဝေးနေတဲ့အဲ့တဘောလေးเนาะအဲ့တဘောလေးတွေ့တယ်။နောက်ပြီးတော့တဲ့တင်တဲ့သူနဲ့ဝေးနေတဲ့အချိန်တွင်မှာတဲ့နှစ်ယောက်ကြားပေါ့เนาะအတူတူပြန်ဆောင်ဖို့ကိုမျှော်လင့်ချက်တွေမဲ့တယ်ပေါ့เนาะအသူကတော့တင်တဲ့ပတ်သက်ပြီးတော့ aromatic feeling လေးတွေကိုသူတောင်းတတယ်မျှော်လင့်တယ်ဒါပေမဲ့လည်းအခုလက်ရှိမှာတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဝေးကွာခြင်းတွေဖြစ်နေတယ်ပေါ့เนาะဘလို့မှတော့တရားနဲ့တရားနဲ့နေဆက်ဖို့ကမလွယ်ကူဘူးလို့သူစိတ်ထဲကခံစားနေရတယ်เนาะအဲ့ဒါမျိုးလေးလည်းတွေ့တယ် ပြီးတော့တဲ့တင်နဲ့သူနဲ့အဖြစ်နိုင်မယ်ဆိုလို့ရှိရင်အတူတူတွဲပြီးတော့အော်ရှောက်လေခြင်းနဲ့အပြီးတော့ဘဝတစ်ခုတည်ထောင်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးပုံစံလေးတော့သူအတွေ့အထိမှာရှိတယ်အဲ့တော့ဟိုတင်နဲ့သူနဲ့ဝေးသွားတဲ့အချိန်ကာလတွေမှာဒါသူ့ဘက်ကကြုံနေရတာပေါ့နော်အခုလက်ရှိမှာသူတင်းကိုပြပြချင်တဲ့အချက်လေးတွေထဲမှာတင်းနဲ့အတူတူအာမယ်ရယ်လိုက်တွေကိုတွားချင်တဲ့စိတ်ဆန္ဒနာလေးတွေဖြစ်နေတယ်ပေါ့နော်သူ့မှာပြီးတော့ဒီမှာ first kit ပေါ့နော် first kiss ကိုလည်းတွေ့တယ်ဒီမှာလည်း kiss me quick ဆိုတော့လေကျမပြောသလိုပဲသင်တို့နှစ်ယောက်ကတော်တော်လေးကိုအာချစ်ခဲ့ကြတယ်ပြီးတော့ အဲသင်တို့နှစ်ယောက်ကြားမှာပေါ့နော်အဲ့လိုမျိုးအနေထားလေးတွေရှိခဲ့တယ်ပေါ့နော် first day မှာ first kit နဲ့စတာမျိုးအဲ့လိုမျိုးလေးတွေပေါ့နော်ဒီအနေထားလေးသူပြန်ပြီးလွမ်းတဲ့တတိယတယ်အသူဘဝမှာဘယ်တော့မှမမိနိုင်တဲ့အနန္တခုတင့်စီရရထားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးဒါကိုသူဒီနေ့ဒီချိန်မှာအရန်ကိုတတိယပြီးတော့မျောလင်းတန်းတာတယ်ပေါ့နော်အဲ့ကြောင့်မို့ကျွန်မပြောတယ်ဒီမှာလဲတာရော့ကတ်ကိုပထမဆုံး shuffle လုပ်ပြီးဆွဲတဲ့စီမှာကင်းတော့ stop ကြတယ်အဲ့တော့သူကလေကျွန်မခုနကပြောသူတို့သူ့ရဲ့ကြီးဝါးရေးတွေအတွက်ရေချမ်းမြေချာကိုတွားလိုက်ရတာမျိုး ို့နော်သူရဲ့အောင်မြင်မှုတွေအတွက်သူသွားလဲရတာမျိုးရှိတယ်လက်ရှိမှာလည်းသူအောင်မြင်နေတယ်ဆိုရင်တော့မှပဲအတင်နဲ့ပတ်သက်တဲ့အရာတွေမှာသူနှလုံးသားကခြေကွဲတယ်ဝန်းနေတယ်ပေါ့နော်အဲ့လိုမျိုးခံစားချက်တွေရှိတယ်ဒါကလည်းဘာကြောင့်လဲဆိုတော့တင့်အနာကိုသူမလာရတဲ့အတွက်တင်နဲ့အတူတူမရှိရတဲ့အတွက်ပေါ့နော်အဲဒါပေမဲ့လည်းအတူတူရှိခဲ့တဲ့ moment လေးတွေကိုတော့သူရဲ့ memory ထဲမှာအမြဲတမ်းအမှတ်ရနေတယ်เนาะအခုချိန်မှာပို့ပြီးတော့အမှတ်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့တော့ကျွန်တော်စက်ကြည့်မယ်เนาะ ဲ့တော့ဒီနေ့ collective reading ကိုလာကြည့်ရတဲ့သူတွေပဲအာ love messages နေတယ်တစ်ဖက်လိုကဘာလေးတွေပြောထားလို့ဆိုတော့စက်ကြည့်မယ် အာစမပြောသလိုပဲเนาะသူကလေညှော်လင်းနေခဲ့ရတယ်တင်းနဲ့တူတူတွေ့ရဖို့ညှော်လင်းနေခဲ့ရတယ်တလားညှော်လင်းညှော်လင်းနေတယ် သူပြန်လဲပြန်လာခြင်းနဲ့ဒါပေမဲ့လည်းအဝေးကနေပဲကြည့်နေရတဲ့ပုံစံမျိုးအခုလက်ရှိမှာတော့မျှော်လင့်တာတော့သူ့ရဲ့စိတ်ဆန္ဒသူ့ရဲ့ဒီပြင်ပမှာကြတော့သူတင်းရဲ့အဝေးမှာအလုပ်တွေသွားလုပ်နေရတာသွားပြီးစူးစမ်းနေရတာအဲ့ဒါမျိုးအဲ့တော့ဒီနေ့ reading ကိုလာကြည့်ခဲ့သူတွေမှာအမျိုးသမီးလေးတွေအတွက်ပဲပြောတာမဟုတ်ဘူးအမျိုးသားလေးတွေဆိုလို့ရှိရင်ဒီ energy ကိုယူလို့ရတယ်နော် LDRS ပုံစံလေးတွေပေါ့နော်အပြီးတော့ဒီ reading တွေကိုလာကြည့်တဲ့အထဲမှာ energy ကလေး အာ LGBT ပေါ့နော်အဲ့ဒါမျိုးပုံစံလေးတွေအတွက်ဆိုရင်လည်းဒါမျိုး energy ကိုယူလို့ရပါတယ်အာကျွန်မရဲ့ဒီ reading တွေပေါ့နော် reading တွေအောက်မှာ comment လေးတွေလာလာပေးတဲ့ခါကြလို့ရှိရင် LGBT ပေါ့နော်အဲ့လိုစုံတွဲလေးတွေအတွက်ရောယူလို့ရလားအဲ့ဒါမျိုးမေးတယ်ပေါ့နော်ဒီလို energy မျိုးယူလို့ရပါတယ်เนาะဒီ reading တွေကအဲဘသူမတွက်ပဲဘသူတွက်ပဲဖြစ်ဖြစ်ပေါ့နော်ယူလို့ရတယ်ဒါပေမဲ့လည်းကျွန်မပြောသလိုပေါ့နော်အာကိုယ့်ရဲ့တစ်ဖက်လိုကလုံးဝရိုးအိမ်အောင်ကြာသွားပြီပေါ့နော်အဲ့ဒါမျိုးပုံစံကိုကလည်းလုံးဝရိုးအိမ်အောင်တဲ့အာဖြစ်နေပြီဆို ဆိုလို့ရှိရင်တော့နည်းနည်း energy တွေကအာကန့်ညီမှုနည်းမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့သူနဲ့ကိုယ်နဲ့ချစ်ခဲ့ကြတယ်တွဲခဲ့ကြတယ်အနေထားတစ်ခုတည်းရှိခဲ့တယ်ဒါပေမဲ့သူ့ဘက်မှာလည်း single ဖြစ်နေတော့ဒါမှမဟုတ်လို့ရှိရင်တင့်ဘက်မှာ single ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံဆိုလို့ရှိရင်တော့ဒီ energy တွေကပို့ပြီးတော့ကန့်ညီမှုရှိမယ်အဲ့တော့ dating collective region ထဲမှာတော့တင်းရတစ်ဖက်လူပြောထားတာတော့သူတင့်ကိုမျောလဲနေတယ်တင်းနဲ့တွေ့ရဖို့လည်းသူမျောလဲနေတယ်ဒါပေမဲ့တင့်ကိုတော့သူလက်လွတ်ခဲ့ပြီးတော့သူ အလုပ်သွက်လုပ်ခဲ့ရတယ်ပေါ့နော်ကြိုးစားခဲ့ရတယ်တင်းရဲ့အဝေးကိုထွက်ခွာခဲ့ရတယ်ပေါ့နော်အဲ့ဒါလေးကိုသူပြောချင်တယ်သူပြောပြရတယ်ပေါ့နော်အဲ့ဒါမျိုးပုံစံလေးတွေ့တယ်နောက်တစ်ခုကတော့ကျွန်မခုနကပြောလို့ပဲ error cut အသူကိုသူပေါ့နော်အခုချိန်မှာအကောင်းဆုံး error cut energy လို့မျိုးပေါ့နော်သူရဲ့စိတ်ခံစားချက်တွေကိုအကောင်းမှုဆုံးဖြစ်အောင်သူထိမ့်သိမ်း နေနိုင်ပြီပေါ့เนาะဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာတော့တင်းနဲ့ပတ်သက်ပြီးတော့เนาะတင်းနဲ့တွေ့ကျင်တဲ့ဆက်ဆံသားတွေသူထိန်းချုပ်ခဲ့ရတယ်ပြီးတော့တင်းနဲ့သူနဲ့အတူတူနေဆက်ဖို့မျှော်လင့်ချက်မရှိဘူးလို့သူကခံစားခဲ့ရတယ်ပေါ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူနာကျင်ခဲ့ရတယ်ဝမ်းနည်းခဲ့ရတယ်ဒီလိုပေါ့เนาะ emotional အမျိုးမျိုးရှိခဲ့တယ်ဒါပေမဲ့လည်းဒါတွေကိုအကုန်လုံးသူအကောင်းဆုံးထိန်းချုပ်ပြီးတော့ air cut energy မျိုးနဲ့တော့အခုလက်ရှိမှာသူသွားနေတယ်ပေါ့เนาะစပါးလာမျိုးလေးတွေတွေ့တယ်နောက်တစ်ခုကဒီမှာ true one true one energy ဒီမှာလည်း the lover luck လေးနှစ်ဖက်ဒီမှာချိန်ထားတယ်ဒီမှာလည်း2021 22ပဲပေါ့เนาะအဲ့တော့တင်းနဲ့ပတ်သက်ပြီးတော့လေ तू आर long term ထိသွားခြင်းတယ် ိလားလုံတန်းနေသွားခြင်းနဲ့အာအခုချိန်မှာပေါ့နော်အာတင့်မှာဖြစ်စေသူ့မှာဖြစ်စေပေါ့နော်ဘလို့အခြေအနေမျိုးတွေပဲရှိနေပါစေအာသူ့ရဲ့တစ်ဖက်သက်စိတ်ကူလည်းဒါဟာဖြစ်နေနိုင်တယ်တင့်မှာတော့ဘလို့အခြေအနေလည်းတော့သူမသိဘူးသူ့ရဲ့တစ်ဖက်သက်စိတ်ကူလည်းဖြစ်နေနိုင်တယ်အဲ့ဒီစိတ်ကူကဘာလဲဆိုတော့ကျွန်မခုနကပြောသလိုပဲတင်နဲ့ marriage life ကိုသွားခြင်းလေဆိုပြီးတော့သူစိတ်ကူထားတာအချိန်တစ်ခုကြာပြီဒီလိုဖြစ် အောင်လို့လေသူစူးစမ်းမယ်ဆိုတော့သူအမြဲတမ်းသူစုံဖြတ်ခဲ့တယ်ပေါ့နော်စူးစမ်းခဲ့တယ်ကျွန်မအဲ့လိုမျိုးလေးလည်းတွေ့တယ်အာဘယ်လိုပြောရမလဲတင်းနဲ့ပတ်သက်ပြီးတော့တင်းကိုသူအပိုင်အတိုင်းရယူနိုင်ရမယ်ပေါ့နော်တနေ့စားရင်အဲ့လိုမျိုးပုံစံလေးတွေသူတွေ့ထားတယ်စုံဖြတ်ထားတယ်အဲ့လိုမျိုးလေးတွေ့တယ်အဒီမှာလဲ first k ရဲ့အနောက်မှာဒီမှာ ten rocket တန်တော့ကဲဆိုတော့လေစမကုနာပြောသူတကယ်ကိုအမေရီလိုင်းတီတီသွားခြင်းနဲ့ဖမ်မီလိုင်းတီတီသွားခြင်းနဲ့အဲ့လိုမျိုးပုံစံ เนาะအာတချို့ပေါ့เนาะဒီ collective reading ကိုလာကြည့်ရတချို့လေးတကယ်ကိုချစ်ခဲ့ကြတယ်သင်တို့ရဲ့အတိတ်မှာလေသင်တို့နှစ်ယောက်ရဲ့ energy ကလေအရန်ကိုချစ်ခဲ့ကြတဲ့ energy လို့ကျွန်မမြင်တယ်အာတတော်မှာပေါ့เนาะတငယ်ချင်းပုံစံရောအာချစ်သူပုံစံရောတယောက်ကိုတယောက် အများကြီးပံ့ပိုးပြီးတော့ချစ်ခဲ့တယ်နားလည်ခဲ့တယ်တကယ်လည်းပျော်ရွှင်ခဲ့ရတာပေါ့နော်အဲ့လိုမျိုးပုံစံလေးလေးကျွန်မတွေ့တယ်အာပြီးတော့သူတို့နေရာကြာမှာကျွန်မပြောသလိုပေါ့နော်အာဒီလို first kit တွေပေါ့နော်ဒီလိုကိစ္စမျိုးလေးတွေလည်းရှိခဲ့တယ်ဒီလိုအရာတွေကလည်းသူ့ဘဝမှာဘတော်မှာမမေ့နိုင်လောက်တဲ့ဒီအမှတ်တရဖြစ်စေတဲ့အရာမျိုးပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ဒီပေးလာတဲ့ message တွေမှာတော့တခြားဆိုးဝါးတဲ့ချက်တွေကျွန်မဘာမှမတွေ့ဘူးအဓိကကတော့အမြင်မှုပျော်ရွှင်မှုတော့သူသွားပေမဲ့လေအာတင့်ကိုသူ တင်းနဲ့တွေ့ရဖို့သူအမျှော်လင့်နေလာချင်းနေအသူရဲ့စိတ်တွေကိုအကောင်းဆုံးတည်ငြိမ်အောင်သူစူးစမ်းနေတယ်အတချိန်ကျရင်တင်းနဲ့သူ merit light တီသွားချင်တယ်လို့သူကစဉ်းစားထားတယ်ပြီးတော့သူတစ်ဖက်သက်ပဲဖြစ်ပါစေမျှော်လင့်နေတော့မယ်ပေါ့နော်အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူတွေတွေကတော့ဘလို့အချိန်နေဘလို့နေထားမှရှိနေလဲတော့ကျွန်မမသိဘူးဒါပေမဲ့တင်းရဲ့တစ်ဖက်လူကတော့တင်းနဲ့ပတ်သက်ပြီးတော့တင်းအကြောင်းကိုတွေးလိုက်တဲ့အချိန်မှာအတူတူချစ်ခဲ့တာတွေကိုလည်းတတိယရတယ်အာဒီလို ပေါ့နော်ဒီအိမ်နာမီးတွေကိုပဲဖြစ်ဖြစ်ပေါ့နော်သားကျင်တဲ့စိတ်ဆန္ဒသူ့မှာအခုလက်ရှိမှာတအားဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့ဒါမျိုးလေးအာတချို့တွေကြတော့ဝေးလေးပူချစ်လေးပေါ့နော်ဝေးမှာပို့ပြီးတော့တတိယရတယ်ပူချစ်တယ်ပေါ့နော်အာသင်တို့လေးတဲ့တစ်ဖက်လူကလည်းအဲ့လိုပုံစံလေးပါပြီးတော့တင်တဲ့အတူတူအာ family line married line အဲ့ဒါမျိုးတွေသွားချင်ပါတယ်တဲ့နော်အဲ့ဒါမျိုးလေးတွေ့တယ်အဲ့ဒီမှာမှကျမကအာ oracle ကပ်ကလေးနေထပ်ပြီးတော့ကြည့်မယ်ပေါ့နော်တစ်ခက်နှစ်ခက်လောက်ထပ်ဆွဲလိုက်မယ်နော် အာတင်းနဲ့သူနဲ့ခြားရတဲ့အခြေအနေပေါ့နော် အတိတ်မှာတော့အခြေအနေရယ်အခုလက်ရှိရယ်နောက်ထပ်ပဲဖြစ်ဖြစ်ပေါ့နော်နောက်ထပ်ဘလို့အခြေအနေမျိုးပါရှိမလဲဆိုတာဒီနေ့ collective reading ထဲမှာကြည့်ကြည့်မယ်ပေါ့နော်တစ်ချက်အဲရောအာတင်းနဲ့သူနဲ့ခြားအတိတ်မှာလေကျွန်မပြောသလိုအာချစ်သူရီစားဆက်ဆက်ရင်းမျိုးလဲဟုတ်တယ်တငယ်စင်းလို့မြဲ လူမျိုးလည်းရှိခဲ့တယ်။တချို့ကျတော့ friendship ပေါ့နော် friendship ပုံစံအရင်ဆုံးခင်ခဲ့တဲ့ camera မှာတယောက်ရဲ့စိတ်ဆန္ဒတွေကိုတယောက်ကနားလဲတယ်တယောက်ကိုတယောက်အလေးလာတဲ့စကားတွေအများကြီးပြောပြီးခင်မင်မှုတွေကနေတဆင်အာဒီချစ်သူရေးစာအစ်စ်ကိုရောက်ခဲ့တဲ့သူလေးတွေပေါ့နော်။ဒီလိုလူမျိုးလေးတွေပါခဲ့တယ်ဆိုရင်တော့ဒီ energy ကတော့ပို့ပြီးတော့ကောင်းနေမယ်ပေါ့နော်။ကျမအားမျိုးလေးတွေ့တယ်။ဒါအတင်တဲ့သူနဲ့အတိတ်ကအဲ့လိုမျိုးအနေထားမျိုးနဲ့လာခဲ့တယ်။အခုလက်ရှိမှာ အခုလက်ရှိမှာတော့ပူပန်ရခြင်းနေတဲ့เนาะရှိခဲ့ရပေါ့เนาะရှိနေတယ်ပေါ့အဲ့လိုမျိုးလေးတွေ့ရအဓိကကတော့လေဒီနေ့ collective reading ကိုလာကြည့်တဲ့သူကအမျိုးသမီးလေးတွေဆိုလို့ရှိရင်ဒီခန်းစားချက်ကပုံမှန်ပဲသင်ရတစ်ဖက်လူကသင်ရအဝေးမှာအလုံးလုံးနေရတော့လကောင်းเนาะအာသူသင်ရအဝေးကိုထွက်သွားရတာမျိုးပဲဖြစ်စေသင်တဲ့သူမျိုးဝေးသွားရတာမျိုးပဲဖြစ်စေအဲ့ဒီပုံမှာသင်ကစိုးရင်ပူပန်မှုတွေရှိတယ်နော်တကယ်မို့တင်းတစ်ဖက်လူကသစ္စာမဖောက်ဘူးသူရဲ့လုံမြတာအလုပ်တွေလုံနေရဆိုတော့မှတင်းဘက်ကစိတ်ပူတာ เนาะအစိုးရင်ကြီးတာအဲ့လိုမျိုးအခြေအနေလေးတွေအခုလက်ရှိမှာခံစားနေကြရတယ်ပေါ့เนาะဒီလိုခံစားရတဲ့အတွက်လည်းအာဒီလို collective reason လေးတွေလာကြည့်တယ်တင်းတစ်ဖက်လိုဗားလေးတွေပြောခြင်းလဲဆိုတော့လာပြီးနားထောင်တယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့အတင်းတို့ပြန်ဆောင်ရင်ဘယ်လိုအခြေအနေလဲပေါ့เนาะအဲ့လိုမျိုးလေးတွေတစ်ချက်ကြည့်မယ်อืมတင်တို့ပြန်ဆောင်ရင်ဘယ်လိုအခြေအနေလဲလို့ချမချီလိုက်တော့ religion faster အဲ့တော့ဒါကတော့လေဟိုစမထင်နေပေါ့နော်နှစ်ယောက်သာအာစုံမှုအတွက်ကိုနည်းနည်းခက်ခဲလေးတွေရှိသေးတယ်ပေါ့နော်နည်းနည်းလေးလည်းအချိန်ကြောင်းပဲအဲ့လိုမျိုးလေးတော့တွေ့တယ်အာပြီးတော့ပေါ့နော်အာဒါအကန်တရားချောင်းဖြစ်လာရတဲ့ပုံစံမျိုးပေါ့ပြောရမယ်ဆိုလို့ရှိရင်သင်တို့ဝေးသွားရမယ်ဆိုတဲ့အာကန်တရားချောင်း ဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာအကျမထင်တယ်ချစ်ခဲ့ကြရတယ်အချစ်တိုင်းလည်းမညာတဲ့ပုံစံမျိုးပေါ့နော်အချစ်ခဲ့ကြရတယ်တကယ်ကိုလည်းအာဘယ်လိုပြောမလဲတယောက်နဲ့တယောက်နဲ့ဂျာမရိုမက်တစ် feeling လေးလည်းရှိခဲ့တယ်သွားခဲ့တယ်ဒါပေမဲ့လည်းဝေးသွားတယ်ဝေးသွားတဲ့ဆီမှာကြံခဲ့တဲ့လူဟာတကယ်ကိုစိုးရိမ်ပူပန်မှုတွေနဲ့အာတတိယနေတော့မျှော်လင့်နေတော့အဲ့လိုမျိုးလေးလည်းရှိခဲ့အဲ့ဒီမှာမှပြန်ဆောင်ခဲ့ရင်တော့မှာတဲ့အာနည်းနည်းပေါ့နော်အခက်ခဲမှအောင်စိတ်ပူတယ်ဘာလဲဆိုတော့ကန်တရားအတိတ်ပြီးတော့အချင်းနေမပေးသေးဘူးပေါ့နော်ကျမအဲ့လိုမျိုးလေးတွေ့တယ် ကန်တရားကတိတ်ပြီးတော့ချင်းနေမပေးသေးဘူးတဲ့အဲ့တော့အခုနေ့မှာဒီ collective reading ကိုလာကြည့်ခဲ့သူတွေဒီလောက်ရမယ့်အချက်လေးပေါ့နော်အဒီနေ့ကတော့ lab reading လေးဆိုပေမဲ့နည်းနည်းလေးအ serious နည်းနည်းဆန်သွားရင်တော့ sorry ပါဒါကတော့ဘာလဲဆိုတော့ကျွန်မအချင်းချင်းပေးချင်တာပေါ့နော် land yourself fat ပေါ့နော်အဲ့တော့အဓိကကတော့လေ အာတင်တို့လေးကြီးကုကုကုချစ်ပါဒီလိုဝေးနေတဲ့အချိန်မှာပေါ့နော်ကိုရဲ့ချစ်ရသူတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့လေအများကြီးတွေးပြီးတော့အဆိုးရင်ပူပန်မှုတွေမဖြစ်ပါနဲ့ဒီလိုဖြစ်နေတဲ့အတွက်ဘဝလမ်းကိုရှောင်နေတဲ့စီမှာအနှောင့်အယှက်တွေဖြစ်တတ်တယ်အကြမ်းကြမှုတွေဖြစ်တတ်တယ်ကိုကအောင်မြင်ခြင်းနဲ့နောက်ကိုလိုက်နေတယ်ဆိုတော့မှဒီလိုအချစ်ကြီးကိစ္စပေါ့နော်ကိုရဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့အယမ်းကြီးစိတ်ပူနေတာအယမ်းကြီးတွေးနေတာ เนาะရန်စည်းကိုကိုကဒီလူเจ้าကိုပဲထက်ခါထက်ခါတွေးနေမဲ့ဆိုရင်ကိုရဲ့လုံမြင်တာအလုပ်တွေဟာကြန့်ကြာနိုင်တယ်ပြီးတော့အမြင်မှုရတာလေးလည်းနည်းနိုင်တယ်အဲ့တော့ဒီနေ့ collective reading တွေကိုလာကြည့်တဲ့သူတွေကိုလုံးစေချင်တာကပေါ့ပေါ့ပါပါပေါ့เนาะ live reading လေးတခုကိုလာကြည့်ရဲ့အနေနဲ့ပဲကြည့်ပါပြီးလို့ရှင်ဒါကိုရဲ့တစ်ဖက်လို့ကိုပေးစင်တဲ့ message ကိုကိုလမ်းနာထောင်းနေပေါ့เนาะအဲ့ဒီဘောလေးနဲ့ပဲယူပါအသူ့ကိုရန်ကြီးတအားဆိုးရိမ်နေတာတော့ရန်ကြီးပူပန်နေတာတော့เนาะအဲ့အမျိုးတွေတွေးပြီးတော့ကိုကိုကိုနှိမ့်ဆက်နေတာမျိုးလေးကိုလည်း ရှော့ပါမလုပ်ပါနဲ့ပေါ့နော်အဓိကကတော့သူနဲ့ကိုနဲ့ဝင်းနေစဉ်အတွင်းမှာသူ့ကိုလည်းယုံကြည်မှုရှိကိုကိုတိုင်းလည်းယုံကြည်မှုရှိစာနဲ့ဘဝကိုဖျက်သန်းငါ့ကိုချစ်ရင်ငါစီပြန်လာမယ်ပေါ့နော်အဲ့ဒါမျိုးပေါ့ဘလို့အခက်ခဲပဲရှိရှိနောက်ဆုံးမှနှစ်ယောက်တာပေါင်းစည်းရမယ်ပေါ့ဒီလို positive energy လေးတွေကိုလည်းများများတွေးပြီးတော့ပေါ့နော်အကောင်လေးတွေပဲများများတွေးပါပြီးတော့ကိုကိုကိုချစ်ပါဆိုတာဟာလေကိုလုံးချင်တဲ့အရာတွေကိုပဲလုံလိုက်မယ်ဆိုတာထက်ကိုကိုကိုဂယုစိုက်တာပေါ့နော် ျမအဲ့လိုမျိုးလေးပြောချင်တယ်အဓိကတော့ကိုကိုကိုချစ်တယ်ဆိုတာလေအစားချင်တာစားလိုက်မယ်လှုပ်ချင်တာလှုပ်လိုက်မယ်နေချင်တဲ့ပုံစံနေလိုက်မယ်ဆိုတာအဲ့ဒါကိုကိုကိုချစ်တာမဟုတ်ဘူးကိုကိုကိုနှစ်တာကိုကိုကိုချစ်တယ်ဆိုတာကအစီကံတကြပါနော်အဲ့ချိန်မှာအိမ်မယ်စားချိန်မှာစားမယ်အလုပ်ကိုလုပ်နေတဲ့ချိန်မှာကြိုးစားပြီးလုပ်တဲ့အတွက်ကိုမှပို့ပြီးတော့တွတ်တက်မှုတွေရတယ်ဆိုတာဒါကိုကိုကိုတဆင့်မြင့်လိုက်တယ်လို့ပဲနော်အဲ့တော့ကိုကိုကိုပို့ပြီးတော့ချစ်ပါကိုလုံးဝမဲ့အလုပ်တွေကိုလုပ်ပါ နော်အပညာသင်တန်းတက်နေတဲ့သူလေးတွေဆိုလို့ရှိရင်လည်းအချစ်ရေးကြတော့လူငယ်တွေကြားထဲမှာဒီကိစ္စတွေအများရန်ရှိနေမှာပဲဒါပေမဲ့ရှိပါစေဘလို့ပဲရှိပါစေကိုလုံးရမယ်အာဒီလိုပညာရဲ့ပိုင်းဆိုင်ရာတွေကိုစူးစမ်းပါလေ့လာပါကိုရဲ့ချစ်သူကိုလည်းဒီလိုအရာတွေလုပ်နေရင်လည်းကိုချစ်နေလို့ရတာပဲလေနော်သူ့ကိုချစ်တယ်ဆိုတာနဲ့ပဲကိုကဒီလှုပ်လှဆတွေအကုန်လုံးရက်ထားပြီးတော့ဒီအတွေ့အကြုံပဲအာတစ်ချိန်လုံး run နေလို့တော့မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးလေးပြောချင်တယ်အဓိကအနေနဲ့ကိုကိုကိုချစ်ပါကိုကိုကိုလည်းမနှိမ့်ဆက်နဲ့အာကိုကိုကိုအတွေ့အကြုံနဲ့လည်းမနှိမ့်ဆက်နဲ့ပေါ့နော်အကောင်ဘက် ကိုတွေးပေးပါနော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေကအဆင်ပြေပြည့်နဲ့ကိုယ့်ရဲ့တဖန်လူနဲ့ပြန်ဆောင်စည်းမဲ့ကံတရားတွေများများပါခဲ့မယ်ဆိုလို့ရှိရင်ပြန်ဆောင်စည်းမယ်ပေါ့နော်အဲ့ဒါမျိုးလေးမှာကျမှာတယ်အဲ့တော့ဒါကတော့တင်းရဲ့တဖန်လူပေါ့နော်တင်းတဖန်လူကပေးလာတဲ့ land message from your person နော်တင်းတဖန်လူကပေးလာတဲ့ land message လေးတွေကိုကျမက collective reading လေးတစ်ခုအနေနဲ့ဖတ်ထားပေးတာဖြစ်ပါတယ်အဲ့တော့ collective reading ရဲ့ထုံးစံတိုင်းဒီနေ့လာကြည့်တဲ့သူတွေအားလုံးနဲ့တော့ energy ကတော့ကန့်ညီမှာမဟုတ်ဘူးဒါပေမဲ့ကျမပြောတဲ့အ အချက်တွေဟာတင်တို့ရဲ့တစ်ဖက်လူမှာရှိလားတင်တို့လေးတွေမှာရှိလားအဲ့အချက်လေးတွေရှိတယ်ဆိုဒါတင်တို့အတွက် reading မှာပေါ့နော်အဲ့တော့အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်